Microsoft ကထောက်ခံပေးထားတဲ့ crypto ပေါ်အလကားယူမယ်။ Binance တောက်ချူမှာ69ခုမြောက် project ဖြစ်တဲ့ Space and Time SST token လို့ခေါ်တဲ့ project တွေကိုမိတ်ဆက်ပေးထားပါရယ်။ Binance တောက်ချူဆိုတာကတော့သူ့မှာ staking လုပ်ပြီးတော့ crypto တွေကိုအခမဲ့ရနိုင်တဲ့ project တစ်ခုဖြစ်ပါရယ်။ဒီနေ့မှာတော့ Space and Time Project အကြောင်းနဲ့သူရဲ့ token ဖြစ်တဲ့ SST ရဲ့အသုံးဝင်မှုတွေအပြင် Binance Launch Pool နဲ့ဆိုင်တဲ့အကြောင်းတွေပါပြပြပေးမှာပါ။ဆိုတော့ Space and Time မှာ Boric 2ကြလဲ Space sometimes ဆိုတာက blockchain နဲ့ AI application တွေအတွက်အဆင်ပြေအောင်အချက်လက်တွေစုထားလို့ရအောင်တိစောက်ထားတဲ့ process တစ်ခုဖြစ်ပါတယ်။ crypto နဲ့ AI မှာကအချက်လက် data တွေကအရေးကြီးအောင်ဒါကအရေးပါပါတယ်။ data တွေကိုလုံးချုံပြီးအောင်ယုံကြည်စိတ်ချလို့ရအောင်ထိသိမ့်ဖို့အထူးနှိပညာဖြစ်တဲ့ zero knowledge ကိုအသုံးပြုထားလို့ Microsoft နဲ့ Nvidia လိုလိုမျိုးနှိပညာကုမ္ပဏီကြီးတွေကတော့ယင်းနှိမ့်မှတ်ထားပါတယ်။ သူကငွေကြေးလုပ်ငန်းဒါမှမဟုတ်ခိမ်းလုံမျိုးဒေတာအရာအရေးကြီးတဲ့လုပ်ငန်းတွေအတွက်ကိုဘေးကင်းလုံခြုံမှုကုညီပေးတဲ့ project လို့မှတ်ယူလို့ရပါတယ်ဆိုတော့ SHT တုတ်ကန်ကတကယ်အသုံးဝင်တဲ့ crypto လား SHT token ရဲ့အသုံးဝင်တာတွေကတော့ Space and Time project တွေကိုသုံးစင်နေဆိုလို့ရှိရင်ဒီ SHT token တွေနဲ့ငွေပေးချလို့ရတယ်။ပြီးတော့ governance token တွေအထုံးဆိုင်ရာ project ကြောင်းလေးတွေကိုဆုံးဖြတ်ရမှာ follow ပြီးတော့ကိုနေဖို့ SHT token တွေရှိရပါမယ်။ သူတို့ပလက်ဖောင်းမှာ data မှကမုတ်ကူညီပေးရဆိုလို့ရှိရင်လည်း SSD token တွေကိုဆွေးကြခံရပါလိမ့်မယ်။အဲ့ဒါအပြင် SSD token ကိုလောက်လုပ်ထားရဆိုလို့ရှိရင်လည်း reward တွေရအောင်မှာပါလို့ဆိုပါသေးရဲ့။ဆိုတော့နောက်တစ်ခုကတော့ airdrop ရဖို့ stake ရမယ့်အခြေခံလာအကြောင်းမှာ staking color ကတော့မီလာ6ရက်2025မနက်9:00နာရီကနေပြီးတော့မီလာ9ရက်2025မနက်9:00နာရီအထိ PMB USDC တောင်းမဟုတ် FTUSD ကိုလောက်လုပ်ထားရပါမယ်။ ဒီကလာအကင်မာစတိတ်ကပ်ထားတဲ့ cryptocurrency ရေအတွက်နဲ့အချိုးညီအား SSC token တွေကိုလိုအပ်နေနိုင်ရရှိမှာဖြစ်ပါတယ်။ Fund ကလာပြီးဆုံးပြီးနောက်မေလ10ရက်2025မနက်ရှိနိုင်ခွဲအချိန်မှာ Binance Pool မှာ SSC token တွေကို listing ဆောက်လုပ်မှာဖြစ်ပါတယ်။ဒီ SSC token ရဲ့ total supply ကစုစုပေါင်း5 billion ရှိပြီးတော့ launch pool မှာပေးမဲ့ဝေစုကတော့ဒေတာသမားနှင်ကတဲ့ SSC to spot supply ရဲ့2.5%ဖြစ်ပါတယ်။ supply side player ကများရဲဆိုပေမဲ့ Microsoft နဲ့ Nvidia လိုမျိုးကမ္ဘာအကြီးဆုံးနည်းပညာကုမ္ပဏီတွေကဖြစ်စီကြတာမို့လို့ data လေးစောင့်ကြည့်တဲ့ project တွေမှာပါပါတယ်။ BNB တွေဝယ်ထည့်နေဆိုလို့ရှိရင်တော့ဒီ link ကနေပြီးတော့သွားဝယ်လို့ရတယ်။ဒီ video ရဲ့ description မှာလည်း link ကြီးချပေးထားမယ်ပေါ့နော်။ပြီးတော့ finance ကဲ PME coin တွေကလည်းဒီလိုမျိုး passive income ပဲရှာလို့ရတာမဟုတ်ဘူး။ spot to margin တို့ trading လုပ်တဲ့အချိန်မှာ finance bnb သုံးပြီးတော့ trading fees ပေးမယ်ဆိုရင်25%အမှာ discount ထက်ရတယ်အဲ့ဒါက crypto make ကုန်းနဲ့ဖွင့်ထားလို့20% discount ထက်ရတာနဲ့မဆိုင်ဘူးเนาะသူတို့တက်တက်ထက်ရဆိုတော့ပြီးရလို့ရှိရင်ဒီ future trading fees မှာကကြတော့ဒီတန်ပါဆက်ထက်ရတယ်ဆိုတော့ပြောစင်တာက BME holder တွေဆိုလို့ရှိရင် Binance ပေါ်မှာ passive income ရှာလို့ရတဲ့ project တွေ proof တွေအများကြီးရှိရယ်ဟာပြီးတော့ဒီလိုမျိုးတက်တရာတက်တာကြောင်းနေလည်းအများကြီးရှိရယ်ပေါ့เนาะကိုက crypto သုံးပြီးတော့ passive income ရှာဖို့စိတ်ဝင်စားရတယ်သူဆိုလို့ရှိရင်ဒီလိုမျိုး Binance ကဲ feature တွေကိုလိုက်ပြီးလေ့လာထားလို့ရတယ်။အားလုံးပဲဒီနေ့စီရင်တဲ့ကတော့သင်တော့ပါပဲ crypto မိတ်ပါပြန်တွေ့ကြပါပေါ့။